မွေးကနပြထားတာနော်အခုချိန်မှာတော့အဲ့အလုံးတွေကလည်းဝက်ကားနေတာပဲနော်အဲပြောကိုအောက်ကလည်းဝေပန်ကြဟုတ်လားတယောင်ချင်းနဲ့တလန်းချင်းပြမယ်အပီးပြလို့ရှိရင်အောက်ကမကြည့်တတ်တဲ့နားမလဲတဲ့လူတွေကဒါတွေကနှစ်စင်တစ်တိုင်းပြလာတာတွေကိုနော်အချို့ကတော့မှတ်မိပါမယ်လွတ်တောင်ရနေရောပါမယ်ဒါပေမဲ့အယူဆခြင်းတော့ကွာတယ်ပေါ့နော်တွေးခေါ်ခြင်းနေအဲ့နေရာလေးတွားကွာမှာပဲလိုင်းတော့သိရင်သိလိမ့်မယ် အဲ့ဒါကိုကြိုက်ရင်လဲမွေးမွေးဆိုအခုချိန်ကသာထိုးရပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောပြတာအဲ့တော့ကျော်လဲပေါက်မယ်တော့အာမခံဘူးနော်သူ့ရှိတိုင်းသွားမှာပဲဒါလေအားလုံးခင်းပြီးသူထွက်ရမယ်လို့ယူဆထားတယ်တွေးထားတယ်ဒီကနန်းဒီဟိုတနေ့ကလည်းပြဟိုရင်ပတ်မထွက်ခင်တော့လည်း ထုတ်ခိုင်းရလားထုတ်ပြီးသားပြရတာပါဘာလားမသိပါဘူး။ဘာလားညာလားဘောနော်။အဲ့ဒါကိုပြောပြမှာအဲ့ဒါကြာရင်လည်းလိုက်မွေးမွေးဆိုအခုချိန်ကစထိုးရပြီဆိုတဲ့အတွက်ကိုကျွန်တော်ကချပြလိုက်မှာပဲနော်။ဘုရင်ကျတော့အဲ့လုံးကြီးကအဲ့လုံးကြီးကရှင်းအောင်ရှိရှိရှိနော်။နော်ရှင်းအောင်ရှိနေမှာလို့အဲ့ဒါကိုကြိုက်တဲ့လူများထိုးဖို့ရပါတော့ မကြိုက်တဲ့လူကတော့မထိုးနဲ့နော်ဒါပါပဲဘူးမပေါ့သိမသိဝါဒနာပေါ်တဲ့လူကတော့ဒါလိုက်ကြည့်ရင်ကြည့်ပေါ့မကြည့်လဲဘာပြေနော်အင်း အဲ့ဝါဒနာပါရင်လက်ကြည့်အမပြည့်လက်ကြည့်တာကြည့်ုံနဲ့လည်းမကြည့်နဲ့ရှေ့ကအကုန်ရှေ့ကဇနဲ့အကုန်ပြမှာမထွက်နိုင်ထွက်နိုင်လေဝေဖန်ကြနော်သူပြသွားတာမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့လူကအသာလေးနေနောက်ဆုံးနေနော်သူပြသွားတာမဖြစ်နိုင်ဘူးအကဏမထွက်နိုင်ဘူးအသာလေးနေကောမန်နေကော့လော့ကလန်မမတ်နဲ့နော်ဒါလေးထိတ်နေပိနေတုံညတလုံးချင်းရိုက်မယ်ဒါဖန်ကားတကားရိုက်ဖူးတယ်ရိုက်ဖူးမယ်ယူဆက်ပုံမူတယ်ထိတ်နေပိနေတုံညတုံညရေးမယ် အဲ့ဒီ၃ညကနေတနေ့နဲ့နဲ့၃နဲ့၄နဲ့၅နှစ်ရဲ့ဘေးမှာ၃ညထိတ်၁ထိတ်၉ထိတ်အဲ့ဒီ၃လုံး၃ညတယ်အဲ့ဒီ၃လုံး၃ညကနေစီနီယံရိုက်မယ်တနေ့နဲ့နဲ့၃နဲ့၄နဲ့မှာအဲ့စီနီယံနေအကုန်ပြန်ထက်လိမ့်မယ်သူ့တရောင်နေတော့၃ညထိတ်၈ထိတ်၉ထိတ်အဲ့၃လုံးခွန်လို့ရိုက်မယ်တကယ် အဲ့ဒီသုံးလုံးခွန်လို့ရိုက်တာနဲ့ခုနကထိတ်နဲ့ပိတ်နဲ့တုံညဆိုတာက တနစ်နဲ့နဲ့သုံးနဲ့မှာနောက်နှလုံးတီကတုံညရိုက်တာနဲ့ခင်ဗျားတို့တုံညနော်ဟုတ်ပါအဲ့ဒီနောက်နှလုံးတုံညလို့ဖြစ်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့တပင်၂ပင်၃ပင်၄ပင်၅ပင်၆ပင်၇ပင်၈ပင်၉ပင်၁၀ပင်၁၁ပင်၁၂ပင်၁၃ပင်၁၄ပင်၁၅ပင်၆ပိတ် ရှစ်ပိတ်၆ပိတ်အဲ့ဒီသုံးလုံးသုံးညထိတ်သုံးလုံးသုံးညအဲ့လိုဖြစ်တာနဲ့အဲ့ဒီသုံးလုံးသုံးညဒီထိတ်သုံးလုံးသုံးညကိုအပိတ်သုံးလုံးသုံးညဖြစ်ပြီးအဲ့အပိတ်သုံးလုံးသုံးညတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ခုနှစ်ပင်ရှစ်ပင်ကိုးပင်မှာဒီနေရာမှာရှစ်ကိုးသုံးဆိုတာအဲ့သုံးလုံးကသုံးညလို့ရတယ်နော်စီနီယာနေအားလုံးခင်ပြပါ အဲ့လိုဖြစ်ပြီးတော့ဒီ၃လုံး၃ညလို့ဖြစ်တာ ਨੇ သူ့ရဲ့နောက်เนาะတပင်၂ပင်၃ပင်၄ပင်မှာ၃ညထိပ်အဲ့ဒီ၃ညထိပ်ဆိုရကနဲ့ဒီ၃လုံး၃ညအနေတပင်၂ပင်၃ပင်၄ပင်၅ပင်မှာထိပ်နဲ့ပိနဲ့အဲ့ဒီ၃ညကိုထိပ်နဲ့ပိနဲ့၃ညလို့ရိုက်တယ်နောက်တခါ၉၈ခွန်၆ဒီလိုပြောမယ်နော်အဲ့ဖြစ်ပြီအဲ့ရနေစစ်ကြည့်လိုက်မယ် စစ်ကြည့်လိုက်တဲ့အခါကျတော့ဘယ်လိုဆက်ဖြစ်တယ်လဲဆိုတဲ့အခါကျကျွန်တော်တို့ကျွန်တော်တို့ပေါ့။အဲ့ဒီ၃လုံး၃ညာနေလို့တနည်းနည်းနဲ့၃နဲ့၄နဲ့မှအဲ့ဒီ၃လုံး၃ညာကို၃ညာလို့ခါလန့်ထည့်။အဲ့၃လုံး၃ညာလို့ဖြစ်တာနဲ့သူ့ရဲ့အောက်နှစ်ချင်းပေါက်မှာတပင်းနှစ်ပင်း၃ပင်မှာရှစ်ထည့်ရဲ့နှစ်ထည့်ရဲ့၄ထည့်ရဲ့ရှစ်နှစ်ရှစ်နှစ်၄ဆိုတဲ့ကဏ္ဍထိတ်၃လုံး၄လို့ဖြစ်တယ်။ အဲ့ဒီလိုဖြစ်တဲ့ချိန်မှာဒီကခွန်သုံးဆိုတဲ့ကဏ္ဍလေးကတပင်နှစ်ပင်သုံးပင်လေးပင်မှာခွန်သုံးလို့ပိတ်တယ်။အဲ့ဒီခွန်ဒီခွန်သုံးကိုတနည်းနည်းနဲ့သုံးနဲ့လေးနဲ့မှာခွန်လို့ပိတ်တယ်နဲ့သုံးလို့ပြောက်။အဲ့ဒီသုံးပိတ်ကအဲ့ဒီကသုံးပိတ်ဆိုတာထောက်ခံချက်ရှိရတယ်။နော်။အဲ့ဒီလိုဖြစ်ပြီးမှဒီသုံးလုံးတုံညဆိုတာနေတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငါးနဲ့ပြေမှာရှေ့ပေါင်းတည်းရတုံညလို့ရိုက်ရတယ်။ အဲ့လိုဖြစ်ပြီးပြီးအားလုံးဖြစ်သွားပြီဆိုမှအဲ့ဒီနှစ်သေးကဒီကခွန်သုံးကခွန်သုံးပိတ်တဲ့ကဏ္ဍကိုနှစ်ရခွန်ရသုံးရနှစ်ချင်းပေါက်ဂျွန်ပြစ်ချလိုက်သူကြတော့မသူအဲ့ဒီနှစ်ကနှစ်ခွန်သုံးဆိုရကြတယ်ဟောဒီနှစ်ပိတ်ကနှစ်ပိတ်လို့ကြာပြီးမှအပိတ်တူပိတ်နဲ့နှစ်ကွက်လိုက်ထိုးရမယ်ကဏ္ဍနော်အဲ့လိုဖြစ်တယ်ဘာမှအဲ့လိုတွေဖြစ်တာ ਨੇ သူဖြစ်တာနဲ့ဒီရှင်နှလုံးတုံညာနေတုံညာရဲ့ပါပါတာငါတာမဟုတ်ဘူးရှေပေါင်းသည်ငါလို့ရိုက်တယ်အဲ့ဒီရှေပေါင်းငါလို့ဖြစ်တာနဲ့ဒီနေရာမှာဒီတုံလုံးငါလို့ရိုက်တယ်အဲ့ဒီတုံလုံးငါနေဒီရှေငါကို ရှေပေါင်းငါလို့ရိုက်တယ်အဲ့ဒီလို့ဖြစ်ပြီးတော့အဲ့နဲ့ထဲမှာဒီရှေပေါင်းငါနေတပင်နှစ်ပင်တပင်နှစ်ပင်သုံးပင်မှာဒီတုံလုံးသည်ရှစ်လို့ရိုက်တယ်အဲ့ဒီ၃လုံး၈တန်းနဲ့ဒီ၃လုံး၅ကိုတပင်၂ပင်၃ပင်၄ပင်၅ပင် 6ဘယ်မှာဒီနေရာမှာဒီ3လုံးကားမှု2 8 5ဒီ5ဖြစ်တယ်အဲ့ဒါဒီက5ပြကြတော့ပြောပြမယ်နော်ဒီကခုတဲ့ကနောက်မှလာမယ်အဲ့တက်ခဲတဲ့ကအဲ့လိုတွေဖြစ်ပြီအဲ့ဒီလိုတွေဖြစ်လိုက်တဲ့အချိန်မှာတဲ့ဘာကြောင့်ဖြစ်ပါသလဲသူ့ရဲ့နောက်တနေ့မှာခုနကဒီ3လုံး4ဆိုတာနေတပင်တပင်3ပင်4ပင်မှာ10ပိတ်တဲ့ခွန်ပိတ်တဲ့တက်ပိတ်တဲ့အပိတ်3လုံး6တဲ့ နော်ဟုတ်ပြီလား6 1 6လို့ဖြစ်တော့အဲ့လိုဖြစ်ပြီးခုနဗရိတ်9ရိုက်ပြီးအဲ့မှာအပိတ်3လုံးကအဲ့ရဲ့အောက်မှာ6လို့ထည့်ရိုက်တယ်ဒါနဲ့အဲ့လိုဖြစ်ပြီးဖြစ်ပြီးတော့အဲ့ဒီ၃ညတွေကြောင့်အဲ့ဒီရဲ့နေထဲမှာခုနက9သာမြင်မြတ်မှတ်ထားပါတနည်းနှစ်နှစ်သူ့ရဲ့6ထည့်ရဲ့တနည်းနှစ်နှစ်၃ထဲမှာ6 6ဘူးဆိုတဲ့ကဏ္ဍဒီရှေပေါင်းဒီ9လို့ဖြစ်တာနဲ့အပိတ်3လုံးဒီ9လို့ဖြစ်တာနဲ့ ခါသုံးလုံးတုံညလို့ထည့်ထားတဲ့606ဘူးဆိုတဲ့ကဏ္ဍကြာရမယ်။ဒါဇာလန်တကပ်ပြီးရောနော်။ပြန်ရှင်းပြမယ်။အဲဒီမှာတော့ဒီအောက်လုံးနေတာရှိတယ်။အဲအခုကထိုးရပြီဆိုတော့စင်းနေနော်။ဒီဇာကြီးကအဲ့အဲ့ငါးကြောင့်အဲ့ငါးကြောင့်ပြင်ချိတ်ကလေးကွာမရှိဒီတုံညလေးလည်းကြည့်တာပြန်ပြောမယ်။ပြန်ပြောပြီးမှနောက်တစ်ယောက်ကျတော့ဒီနားကြမရှိဘူး။တယောက်ချင်းကမရှိဘူး။ရှင်းရှင်းလေးသွားပါနော်။ခုန6ကလေးနောက်ကျသွားတယ်။ဒီမှာခွန်ရှစ်ကိုပေးတာအဲ့ဒါပေးတာ။ဘယ်ရမ်းမလား။ အဲ့ဒီဒီကောင်ကလည်းအဲ့ခုနကစီဒီယန်တိတ်ကပြောမှဒီသုံးလုံးခုကိုထိတ်သုံးလုံးခုနဲ့ရိုက်တာပြောဦးမှာပြောဦးမှာမပြောလို့မရမပြောလို့ကိုမရချောင်းနဲ့၄နဲ့၃ညကိုတနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့မှ၃ည၁ကို၃ညလို့ဖြစ်တယ်အဲ့ဒီသုံးလုံး၃ညနေလို့တနည်းနည်းနဲ့၃နဲ့၄နဲ့မှ၃ည၈ကိုဒီထိတ်သုံးလုံးခုရိုက်တယ်အဲ့ဒီထိတ်သုံးလုံးခုကနေသူ့ရဲ့နောက်တနည်းချာမှာ၄နဲ့၆နဲ့နောက်ပေါင်း၃ညအဲ့ဒီ၃ညကဒီထိတ်နဲ့ပိတ်နဲ့၃ညမို့လို့နောက်နှလုံး၃ညရိုက်တယ် ဲ့ဒီ၃ညကနေသူ့ရဲ့နောက်ပင်ကြံခိုင်းမှာ6 8နော်6 8 6၃ညဆိုတဲ့ကနေဒီ၃လုံး၃ညကိုအပိတ်၃လုံး၃ညလို့လှမ်းရိုက်တယ်ရိုက်လိုက်ပြီအဲ့လိုဖြစ်ပြီးအဲ့၃လုံး၃ညတပင်တပင်၃ပင်၄ပင်၅ပင်၆ပင်၇ပင်၈ပင်၉ပင်ရဲ့ပြီးမှအဲ့ဒီ၃လုံး၃ညလို့ရိုက်တယ်အဲ့ဒီ၃လုံး၃ညလို့ရိုက်တဲ့နဲ့အဲ့ဒီ၃လုံး၃ညလေးတပင်၄ပင်၃ပင်၄ပင်၅ပင်ကထိတ်နဲ့ပိတ်နဲ့၃ညဆိုတဲ့ကနေဒီ၃လုံး၃ညလေးတပင်၄ပင်၃ပင်နေမှာဟောဒီ၃ညထိတ်ကို ထိတ်နဲ့ပိတ်နဲ့တုံညလို့ရတယ်နော်အဲ့လိုရိုက်ပြီးမှသူ့ရဲ့နောက်မှာကထိတ်နဲ့ပိတ်နဲ့ကတုံရိုက်တယ်မှလားစီနီယာအားလုံးပဲအဲအဲ့လိုဖြစ်ပြီးဒီသုံးလုံးတုံညနေလို့တနည်းနည်းနဲ့သုံးနဲ့လေးနဲ့မှတုံညခါလို့ထိလိုက်တာနဲ့သူ့ရဲ့အောက်နောက်တနည်းမှဒီသုံးလုံးတုံညပဲရှစ်ထိတ်နှစ်ထိတ်လေးထိတ်ထိတ်သုံးလုံးလေးလို့ဖြစ်တာနဲ့ဒီသုံးလုံးတုံညရဲ့နောက်မှာခွန်သုံးဆိုတဲ့ခွန်ပိတ်သုံးပိတ်ဆိုတဲ့ကဏ္ဍတနည်းနည်းနဲ့သုံးနဲ့ လေးနဲ့မှခွန်ပိတ်တံနဲ့သုံးလို့ပိတ်တောင်ဒီသုံးပိတ်ကသုံးပိတ်ရှိရမယ်နော်အဲ့လိုဖြစ်အဲ့ဒီလိုဖြစ်တာနဲ့အဲ့နဲ့ထဲမှာအဲ့ကနေတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်9ပင်10ပင်မှာဒီသုံးလုံးတုံညကိုရှေပေါင်းတုံညလို့ရိုက်တာနဲ့3ခွန်နှစ်ဆိုရကနအဲ့ဒီနှစ်တဲ့နှစ်အဲ့ဒီဒီနှစ်ပိတ်ကနှစ်လို့ပိတ်တာနဲ့နှစ်ပိတ်နဲ့နှစ်ပွက်ထိုးလိုက်ရပြီဒီလိုသွားပြီနော်အဲ့လိုဖြစ်တယ်အဲ့လိုဖြစ်ပြန်တဲ့ထိတ်3လုံး6လို့ ရှစ်နှစ်လေးလေးလို့ပြတာနဲ့တပင်တပင်သုံးပင်လေးပင်မှာခွန်ပိတ် sorry ရှစ်ပိတ်ခွန်ပိတ်တပိတ်အပိတ်သုံးလုံးတရား6လို့ရိုက်တယ်အပိတ်သုံးလုံးတရား6လို့အဲ့6တော့6ရိုက်ဦးမှာနော်အပိတ်သုံးလုံး6ရိုက်တာနဲ့အဲ့ဒီမှာကျွန်တော်တို့ဒီရှေပေါင်း၃ညာနဲ့ငါရဲ့ပါဝါ၃ညာတာမဟုတ်ရှေပေါင်းငါရှေပေါင်း၃ညာရှေပေါင်း၅ရိုက်ပြီးတပင်တပင်သုံးပင်မှာဒီသုံးလုံး6ရိုက်တယ်အဲ့သုံးလုံး6ကဝရှုပ်မှာကြောင်းပြောတော့နော်အဲ့သုံးလုံး6ရိုက်တာနဲ့ဒီသုံးလုံး6ပေါင်း၅ကိုတဲ့ဒီမှာကဒီသုံးလုံး၅ရိုက်တယ် ဲ့ဒီသုံးလုံးငါးကိုဒီရှင်ငါးကိုရှင်ငါးရိုက်ပြီအဲ့သုံးလုံးငါးနေတစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်မှာပဋိရှိလို့တွေ့တာနဲ့1ရှင်ငါးဒီငါးလို့ဖြစ်တယ်။တုံညာရဲ့တုံညာရဲ့ရှိရဲ့ကိုရဲ့ခွန်ကိုတဲ့ဒီမှာဒီကောင်ကပရိကခွန်စီးနေရ။တုံညာ၆တဲ့ဒီကထိတ်သုံးလုံးခွန်လို့ရိုက်တယ်။အဲ့ဒီလိုရိုက်ပြီးပြီးအလုံးရိုက်ပြီးမှဒီနေရာမှာ၆လို့ထိတ်တယ်။နော်၆ထိတ်လို့ရိုက်လိုက်တယ်။အဲ့၆ထိတ်လို့ရိုက်တာနဲ့ရှင်းခွန်တဲ့၆ကိုနောက်နှလုံးဒီက၆လို့ရိုက်လိုက်တယ်။ အဲ့နဲ့ထွင်းမှာခွန်6ခွန်ဆိုရကနန်းသည်ရှင်းနှလုံးကအပိတ်3လုံးခွန်နာနဲ့ခါ3လုံးတုံရတဲ့ခွန်6ခွန်ထဲ့တယ်။နောက်တစ်ခါလာ။နော်အဲ့ဒါကိုကြည့်ရင်မွေး။အဲနောက်တစ်ခါကျလဲအဲ့လိုပုံစံပုံစံနဲ့ပဲနောက်တစ်ခါဒီမှာထိတ်နဲ့ပိတ်နဲ့တုံရတစ်နှစ်နဲ့နှစ်3နဲ့4နဲ့9နှစ်ရဲ့ဘေးမှာနှစ်တိခွန်ဒီကတုံရလို့ဖြစ်တယ်နော်။ အဲ့ထိတ်နဲ့ပိနေတဲ့လိုလန်းဆိုတာအဲ့ဒီထိတ်နဲ့ပိနေတဲ့တုံညာကနေသူကနေဒါကခွန်းတနစ်နစ်နဲ့သုံးနဲ့လေးနဲ့မှဒီသုံးလုံးသည်ရှစ်လို့ရိုက်တယ်နော်အဲ့သုံးလုံးသည်ရှစ်လို့ရိုက်တယ်နော်အဲ့ဒီသုံးလုံးရှစ်လို့ရိုက်တာနဲ့သူ့ရဲ့နောက်မှာတနစ်နစ်နဲ့သုံးသူကနေဒီမှာတနစ်နစ်နဲ့သုံးနဲ့မှခုနကထိတ်နဲ့ပိနေတဲ့တုံညာကို နောက်နှလုံးတုံညာရိုက်တယ်အဲ့နောက်ပေါင်းတုံညာကနေပညာကိုက်တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ခုနှစ်ပင်၈ပင်၉ပင်၇ပင်၁၇ပင်၁၂ပင်၁၃ပင်၁၄ပင်၁၅ပင်မှာ၆ပိတ်နှစ်ပိတ်နှစ်ပိတ်အပိတ်သုံးလုံးတုံညာလို့ပြောနော်အဲ့ဒါတပုံတန်နဲ့ပဲအဲ့ဒီအပိတ်သုံးလုံးဒီထိတ်သုံးလုံးတုံညာကိုအပိတ်သုံးလုံးတုံညာလို့ဖြစ်တယ်အဲ့တပုံတန်နဲ့နော်အဲ့ကနေဆက်သွားမယ် အဲ့လိုဖြစ်ပြီးမှဒီအပိတ်၃လုံး၃ညနေတပင်၂ပင်၃ပင်၄ပင်၅ပင်၆ပင်၇ပင်၈ပင်၉ပင်မှာဒီ၃လုံး၃ညလို့ထည့်နော်အဲ့ဒီ၃လုံး၃ညကခုနထိတ်နေပင်နဲ့၃ညတပင်၂ပင်၃ပင်၄ပင်၅ပင်မှာထိတ်နေပင်တွေက၉အဲ့ဒီ၉သည်ဒီ၃လုံး၃ညနေတပင်၂ပင်၃ပင်ရဲ့ရှေ့မှာ၉လို့ထိတ်တယ်နော်ဒီ၃ညထိတ်၉ထိတ်အဲအဲ့ရဲ့နောက်မှာခုနကနောက်ပေါင်းက၃ဒီမှာကနောက်ပေါင်းက၄၄ရေးလိုက်ပါဦး နော်သုံးရေးလဲနော်အဲ့လိုလေးဖြစ်အဲ့ဒီလိုလေးဖြစ်တဲ့အနေနဲ့ခုနက ကျွန်တော်တို့ဒီကနေဒီ၃ညကိုတဲ့သူ့ရဲ့နောက်မှာတစ်နှစ်နှစ်နဲ့သုံးနှစ်လေးနှစ်မှာ၃ညခါလို့ထည့်အဲ့ဒီ၃ညခါလို့ဖြစ်တာနဲ့သူ့ရဲ့နောက်မှာတဲ့ရှစ်လို့ထိတ်လေးလို့ထိတ်နှစ်လို့ထိတ်ထိတ်သုံးလုံးဒီလေးလို့ဖြစ်လိုက်တာနဲ့နော်သူ့ရဲ့အောက်ကခုနက ပိတ်တယ်လို့ပေါ့ဗျာအဲ့ဒီကနေဒီက6 6ဆိုတဲ့6 8ဆိုတဲ့ကဏ္ဍ2ပင်2ပင်3ပင်4ပင်မှာ6 8လို့ပိတ်တယ်အဲ့ဒီ6 8က6 8ပိတ်ရအောင်ဒီက8ပိတ်ဆိုတဲ့ကဏ္ဍကလည်းရှိရမယ်အဲ့ဒီလိုဖြစ်ပြီးအဲ့နဲ့အဲမှာခုနကဒီ3လုံး3ရတယ်မနော်ဒီ3လုံး3ရကိုဒါနဲ့ဒါနဲ့ဒီရနဲ့ဒါဒီ၃လုံး၃ညကိုရှေ့ပေါင်း၃ညလို့ရတယ်เนาะအဲ၃လုံး၃ညကိုရှေ့ပေါင်း၃ညလို့ရတယ် အဲ့ဒုံလုံးဒုံညာကိုရှေပေါင်းဒုံညာလို့ရိုက်ပြီးမှခုနကကျွန်တော်တို့စစ်သွားရအောင်တော့သူ့ရဲ့နောက်တဲ့နဲ့မှာခွန်ဘိတ်၆ဘိတ်၃ဘိတ်အပိတ်သုံးလုံး၆လို့ဖြစ်တာနဲ့ရှေပေါင်းဒုံညာနဲ့ရှေပေါင်း၅လို့ရိုက်တယ်။အဲ့ဒီရှေပေါင်း၅ကဒီသုံးလုံး၅လို့ဖြစ်တာနဲ့အဲ့ဒီ၅ဒီရှေပေါင်း၅လို့ရိုက်တော့အဲ့တော့ခုနလိုပရိရှိပရိရှိတွေ့တာနဲ့အဲ့ဒီသုံးလုံး၅ကို အပိတ်သုံးလုံး၅ရက်၄ရက်၁ရက်၃ရက်ငားလို့ဖြစ်တယ်အဲ့လိုဖြစ်တဲ့ကနခုနကဒီသုံးလုံး၈ကိုတဲ့ဒီမှာက၅ကိုလေး၈လို့ဖြစ်တယ်ဒီကောင်ကဗရိတ်ကခွန်ဒီကောင်ကဗရိတ်က၆အဲ့လိုဖြစ်ပြီးတော့မှသူ့ရဲ့အောက်မှာ၆ထိတ်လို့ရတယ်အဲ့ဒီ၆ထိတ်လို့ဒီသုံးလုံး၆ကို သူ့ရဲ့နောက်မှာနောက်ပေါင်းဒီက၆လို့ရလိုက်တယ်အဲ့လိုရိုက်တာနဲ့အဲ့ဒီနှစ်ထဲမှာခွန်၆ခွန်ဘူးဆိုရကနန်းဒီ ရှေပေါင်းသည်ငါအပိတ်သုံးလုံးခွန်ခါသုံးလုံးတုံညနဲ့ခွန်6ခွန်လို့ခဏကြာဒီမှာရှေပေါင်းသည်ငါအပိတ်သုံးလုံးခွန်ခါသုံးလုံးတုံညဖြစ်တာနဲ့ခွန်6ခွန်ကြာတယ်ဒီမှာရှေပေါင်းသည်ငါအပိတ်သုံးလုံးခွန်ခါသုံးလုံးတုံညနဲ့ခွန်6ခွန်လို့ကြာတယ်ဒီဘက်ကထားလို့နောက်တစ်ခက်အဲနောက်တစ်ခက်ကြာတော့လေအဲ့ဒီလိုပဲဒီမှာ အဲ့လိုဖြစ်ပြီနော်အဲ့ကြတော့ဒီနှစ်ကိုကြာနိုင်လားမကြာနိုင်ဘူးကိုဝေးပါအဲ့ကလည်းဒီဒလိုင်းတွေမို့အဲ့ဒီမှာဒီမှာလည်းထိမ့်နေပိနေတုံညနော်ထိမ့်နေပိနေတုံညအဲ့ထိမ့်နေပိနေတုံညလေးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်ရဲ့ပိမှာဓမ္မဒီ၃လုံးတုံညလို့ရိုက်တယ်ခုနတိုင်းတကုံးသားနဲ့အဲ့ဒီ၃လုံးတုံညနေခုနကခွန်ရှစ်ပဲကိုရိုက်မယ်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မှာ2နှစ်5ဒီကအဲ့ဒါကိုရိုက်တယ် အဲ့လိုကိုးလို့ရတယ်သူ့ရဲ့နောက်တပင်နှစ်ပင်တော့မှဒီမှာကခုနကထိတ်နဲ့ပိတ်နဲ့တုံညာကိုနောက်ပေါင်းတုံညာလို့ရိုက်တယ်။နောက်နှလုံးတုံညာပေါ့ဗျာ။အဲ့တုံညာကနေစင်ကဲတော့သူ့ရဲ့နောက်တဲ့နဲ့မှာလေးပိတ်လေးပိတ်နှစ်ပိတ်အပိတ်သုံးလုံးတုံညာလို့ရိုက်တယ်ပေါ့နော်။အဲ့အပိတ်သုံးလုံးတုံညာလို့ဖြစ်လာတဲ့တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ခုနှစ်ပင်၈ပင်၉ပင်မှာဒီသုံးလုံးတုံညာလို့ရိုက်တယ်။တုံညာတုံညာတုံညာပေါ့နော်။ အဲ့ဒီသုံးလုံးသုံးညလို့ဖြစ်ပြီးတော့အဲ့ဒါတွေဖြစ်ပြီးတော့ကျွန်တော်တို့ဆက်သွားရအောင်သူ့လိုပဲတဲ့သူ့ရဲ့နောက်တမှာဒီသုံးလုံးသုံးညကိုဒီသုံးလုံးသုံးညပြအဲ့သုံးလုံးသုံးညတနေ့နေ့နဲ့သုံးနဲ့လေးနဲ့မှာသုံးညခါလို့ထည့်လိုက်တယ်နော်အဲ့သုံးညအဲ့ဒီသုံးညခါတာနဲ့ခုနလိုပဲလေးတွေပေါ့6ရယ်4ရယ်4ရယ်ကထိတ်သုံးလုံး၄လို့ဖြစ်တယ်နော်အဲ့လိုဖြစ်အဲ့ဒီလိုတွေဖြစ်ပြီးပြီဆိုတာနဲ့ခုနလိုပဲ တဘုံကန်နဲ့ပေါ့ဗျာသူ့ရဲ့နောက်မှာကျွန်တော်တို့ဒီက၈ခွန်ကတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်မှာ၈ခွန်လို့ပြရအောင်ဒီကခွန်ပိတ်ကလည်းခွန်ပိတ်ရှိမယ်ပေါ့နော်အဲ့လိုဖြစ်တာနဲ့အဲ့နဲ့ထဲမှာခုနက၃ညနော်ဒီ၃လုံး၃ညကိုရှေပေါင်း၃ညလို့ရိုက်တယ်အဲ့၈ခွန်ပိတ်ပြီးတော့အဲ့လိုရိုက်တာနဲ့အဲ့ရဲ့နှစ်ချင်းပေါင်းမှာခွန်၈၉ဆိုတဲ့ကဏ္ဍကခုနက ဒီမှာကိုပိတ်ခဲ့တယ်မကြသေးဘူးအဲ့မှာခွန်ရှိကူအပိတ်သုံးလုံးကပေါ့လေဒီအပိတ်သုံးလုံးခွန်ရှိကူပိတ်တူပိတ်နေကြခုနကဒီက684တောင်းမပြောရအောင်ဒီက684ထပ်ပြောမှရ684ရလဲဒီမှာပိတ်တူပိတ်နေကြနော်အဲ့လိုကြကြတဲ့အခါကျကျွန်တော်တို့ဒီမှာကတော့သူကအဲ့ဒီရှိပေါင်း300နေရှိပေါင်း5လို့ရအဲ့ရှိပေါင်း5နေဒီသုံးလုံး5လို့ရိုက်တာနဲ့အဲ့ဒီ5ကိုဒီရှိ5ကိုရှိ5လို့ရိုက်တာနဲ့အဲ့ဒီမှာဒီနေရာမှာဒီသုံးလုံး8လို့ရိုက်တာနဲ့အဲ့သုံးလုံး5ကို ၄ဒီ၃ညာ၄၅လို့ရိုက်ပြီဒီကောင်ကဗရိတ်က၅ဒီကောင်က၆ဒီကောင်ကခွန်အဲ့ဒါလဲဒီ၃လုံး၉ကိုတဲ့ဓမ္မက၃ညာ၅၄၉နဲ့ရိုက်လိုက်တော့အဲ့ဒါဆိုလို့ရှိရင်ခွန်၆ခွန်ဆိုတဲ့ကဏ္ဍကိုဒီမှာရှိပေါင်း၅ရှိတယ်ဒီမှာအပိတ်၃လုံးခွန်ရှိတယ်ခါး၁၀ထဲကရင်တော့လိုက်ထိုးပို့ထိုးအောင်တော့ ဒီမှာရှီပေါင်းငါးကိုအပိတ်သုံးလုံးခွန်တယ်နောက်တစ်ခါရှီပေါင်းငါအပိတ်သုံးလုံးမခွန်ဘူးနောက်တစ်ခါရှီပေါင်းငါအပိတ်သုံးလုံးမခွန်ဘူးနောက်တစ်ခါဒီမှာကရှီပေါင်းငါအပိတ်သုံးလုံးခွန်တယ်ပေါ့အဲ့နေရာလေးတွေကြည့်ရမှာပေါ့နော်ဒါညာညာလေးလေအခုဘက်ကိုခွန်6ခွန်ကအခုဘက်ကစမွေးထိုးလို့ရပါပြီနော်ခွန်6အခုကခွန်လေးလည်းရှိနေတယ်